အကျွန်တော်ကတော့မပြိုင်ပါဘူး။ तू ကလိုက်ပြိုင်နေတယ်ထင်တယ်။ပြိုင်ပါဘူး။ပြိုင်စရာလည်းမလိုဘူး။အားလုံးလည်းတည်ပြီးသားဖြစ်မှာပါ။ကျွန်တော်ပြောရင်ကျွန်တော်အနိုင်ကျင့်နေဖြစ်မှာပေါ့။အဲ့လိုပဲပြောတာ။ပရိသတ်တွေရဲ့ comment ကိုပဲကြီးကြီးလိုက်ရင်သိပါရယ်။ဒါပေမဲ့ကျွန်တော်လည်းကိုညမဆိုတော့လေဩဟေးတနာပါတယ်မဟုတ်ပါဘူး။အဲ့လိုလည်းမဟုတ်ပါဘူးပဲပြန်ဖြည့်ရှင်းပေးထားရတာပေါ့တက်ကြီးရဲ့သူပြောရင်ဒီပါပဲကစ်လိုက်ပါဆက်ပါနောက်တော့သူပြင်မေးသူဘာကဘာလို့ဘာလို့ပြင်ပေးရမောင်ငါငါရှက်ခွင်းနဲ့ငါ ပြောပေးပြောဖို့ရတယ်ဟိုတစ်ခါကအဲ့ဒါထင်အောင်ထင်မှားဖြစ်တာပါငယ်ဘွားဆိုတော့သူတိချာမှတ်မိတော့အဖြူနဲ့အစိမ်းဝေးအားလုံးဆိုပြီး eye shadow ကိုအစိမ်းရောက်လုပ်ပေးလိုက်တယ်အဲ့ဒါကိုခွေနဲ့ရောက်ပြီဆိုပြီးလုပ်ပေးလိုက်တာမလာတယ်ပဲသူကိုသူကလာတယ်လို့ပြောလိုက်တာနဲ့ okay ဆို fine confident ပြင်းနေသူသွားရတာပဲလို့မြင်အဲ့အမိဟာမမဟုတ်တယ်နော်မမရယ်ကျောင်းမမကသူ့သားလောက်တာအကုန်အကောင်းငါတော့အဲ့လိုမထင်ပါဘူးလောက်အောင်အကုန်အကောင်းပဲသူ့သမီးမှသူ့သမီးသူကအိမ်မှာနေသူတို့တယ်ယူပေါ်လိမ့်လား ခေါ်တော့ဘယ်စကားပြီးရစကားမပြောတော့ဟုတ်ကဲ့မတည့်ဘူးမောင်နှမနေကမတည့်လို့ပြောလိုက်ချန်ဖြစ်လို့လေအဲ့အမြဲတမ်းပဲတခွန်းနှစ်ခွန်းသုံးခွန်းလောက်ကြီးကရက်လိုက်ပြီးတိလိုက်ပြီးအဲ့တက်ထပ်ပို့ပြောရင်အချကြပြီကြားရနော်စီးလုံးနဲ့နေပြောစီးလုံးစီးလုံးတာဗောစီးလုံးတာဗောစီးလုံးတာဗောဒီနေ့အခမ်းအနားလေးကတော့ဒါကျွန်တော်တို့ channel 7ရဲ့ပြီးတော့ for you cinema application တို့မှာ ဒါအဓိကတော့ကျွန်တော် for you မှာရိုက်ထားတဲ့ဒါဇလန်းတွဲလေးတွေနဲ့ဒါပူပေါင်းတင်ဆက်ပြသမဲ့ဒါမိတ်ဆက်ပွဲခန္ဓာလေးပဲဖြစ်ပါတယ် အရင်ကောင်းတဲ့ project လေးတစ်ခုဖြစ်ပါတယ်ဟုတ်ခုကောင်းမြတ်ဆန်ပြောသွားသလိုပဲဒါ channel seven နဲ့ for you နဲ့အပေါင်းပြီးရောဒါဇလန်တွဲတွေပြည်သက်တွေရှိကိုတင်ဆက်သွားမယ်ခန္ဓာလေးဖြစ်ပါတယ်ဟုတ်ဟုတ်တယ်အဓိကအဓိကခုနဟိုကျွန်တော်ကလည်းဒါပြည်သက်တွေအားလုံးသိရတဲ့အချိန်မှာကျွန်တော်ကောင်းမြတ်ဆန်ဆိုပြီးတော့လူပညာလမ်းကြောင်းပေါ်တင်ပေးလိုက်တာကကျွန်တော်ရဲ့ဒါမိခင်ဒါ company ဖြစ်တဲ့ဒါ အ MRTV4 channel 7ဖြစ်ပါတယ်အဲ့ဒီမှာမှကျွန်တော်တို့ကြားထဲမှာကျွန်တော်တို့ MRTV4 channel 7နဲ့ဒါရိုက်ကူးရေးလေးမရှိတဲ့အချိန်လေးမှာ ကျွန်တော်တို့ဒါ for you cinema application တော့ဒါကျွန်တော်တို့အဗီဒီယိုကားတွေရောပြီးတော့ဇလန်းတွဲတွေရောကျွန်တော်တို့ရိုက်ကူးထားပါတယ်အဲ့ဒီမှာမှကျွန်တော်တို့ဝမ်းသာအားရစွာပဲဒီမှာရိုက်ကူးထားတဲ့ဒါအာ for you မှာရိုက်ထားတဲ့ဇလန်းတွဲတွေကိုဒါကျွန်တော်တို့ channel 7မှာလဲကျွန်တော်ပြသတော့မယ်ဆိုတော့ ဒါအရန်ကိုဝမ်းသာရပါတယ်ပြိသက်တွေအတွက်လည်းဝမ်းသာရပါတယ်ကျွန်တော်တို့ဒါရိုက်ကူးပါဝင်ထားတဲ့တရုတ်ဆောင်တွေနဲ့လည်းဝမ်းသာရပါတယ်အဲ့ဒီအတွက်ဒီနေ့ကိုကျွန်တော်တို့ အမောင်နှမနှစ်ယောက်စလုံးကဝမ်းသာအားရနဲ့အာတက်ရောက်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအဲအခုလောလောဆယ်ကဒါကကမ်းဆန်တဲ့တူတူဇလန်တော်ရိုက်ထားတာရောက်ရှိပါတယ်စိတ်တွေစိတ်တွေဝိုင်းဆိုပြီးတော့ရိုက်ထားအဲ့မှာတာဖတာဖနှစ်ယောက်ကျွန်တော်တမီနေရာနေတမီလောကရရလဲသူတမီရတယ်မတရားလေမတရားတော့လေဟိုကျွန်တော်အစအထင်ထားတာဟို မောင်နှမကိုနော်မောင်နှမကိုငါဟိုအွန်စင်းပေါ်ရောက်လို့ရှိရင် action လို့ခေါ်လို့ရှိရင်ငါတို့ရည်ကျင်ပါပေါ့နော်ဟိုဒယ်ဒီတို့တမီးတို့ခေါ်ရတာဆိုတော့ဒါပေမဲ့ရိုက်တော့လဲမူးဝင်ပြီးတော့ဟိုအကုန်လုံးကအစင်ပြေချောချောမွေ့မွေ့နဲ့နှစ်ယောက်စလုံးကဟိုပြိုင်သေးတာမောင်နှမဆိုပေမဲ့လေငါ idea ပိုကောင်းတယ်သူ့ idea ပိုကောင်းတယ်ပြောင်းလို့ရောက်ရအဲ့လိုမျိုးဆိုတော့ ဟိုတကယ်ကိုဒါအစိမ့်တင်ဝိုင်းကိုဒါအခုချူလီကားပြီးလို့ရှိရင်ကျွန်တော်တို့ကတက်မယ်လို့လည်းအကြံမြင့်တိထားရတယ်ပေါ့နော်ဆိုတော့အဲ့ကြလို့ရှိရင်လည်းပြိတ္တတွေနဲ့ထပ်တူကျွန်တော်တို့ကြည့်ကြင်ပါသေးတယ် အမတ်တရအနေနဲ့ကတော့အဲသူတက်စီကတက်တာပါเนาะကျွန်တော်နဲ့ပဲလိုက်လိုက်ပြီးလိုက်လိုက်ပြန်တာဆိုတော့ဟုတ်လားဟုတ်လို့လားဟုတ်ဘူးလားဟုတ်ပါဟုတ်ပါဘူးတဲ့ပြောပါဦးကျွန်တော်ဒီလေအားချက်ပါဟုတ်ပါဘူး I didn't plan ဟုတ်ဒါအဲ့တော့တကယ်အဖေတယောက်လိုတော့ခံစားလိုက်ရတယ်ဟာဒုက္ခပဲငါတက်ငငယ်လေးရှိတယ်တကယ်တော့သူမျက်မှန်မှာတက်လိုက်တော့တော့ပပန်းနဲ့အောင်သူဟာဒုက္ခပဲ ောက်တယ်။အဲဒါတော့ဒါမဲ့ဟုတ်တယ်ခုနပြောသလိုပဲအဲ့လိုနော်။အေးအစားတော့အဲ့လိုမျိုးထင်တာ။ဟုတ်ထင်ညာဒါမဲ့မိုးဝင်သွားအဆင်ပြေသွား။အကျွန်တော်ကတော့မပြိုင်ပါဘူး။ तू ကလိုက်ပြိုင်နေတယ်ထင်တယ်။ပြိုင်ပါအောင်ပြိုင်စရာလည်းမလိုဘူး။တိတိတသားကြီးกว่าတယ်။လိုက်တာလေ။အဲအားလုံးလည်းတည်ပြီးသားဖြစ်မှာပါကျွန်တော်ပြောရင်ကျွန်တော်အနိုင်ကျင့်နေဖြစ်မှာပေါ့အဲ့လိုပဲပြောတာအနိုင်ပရိသတ်တည်းရဲ့ comment ကိုပဲကြီးကြီးလိုက်ရင်တည်ပါတယ်ဒါပေမဲ့ကျွန်တော်လည်းကိုညမဆိုတော့လေဩဟေးတနာပါတယ်မဟုတ်ပါဘူး အဲ့လိုလည်းမဟုတ်ပါဘူးပဲပြန်ဖြည့်ရှင်းပေးထားတာပေါ့တက်ကြီးရဲ့သူပြောရင်ဒီပါပဲကစ်လိုက်ပဲနားတော့နိုင်ချင်တာじゃんဟိုကြီးတောင်ပေါ့သူ့ပြင်မေးသူ့ဟာဟာဘာလို့ဘာလို့ပြင်ပေးရမအောင်ငါငါရှက်ပွင့်နေတော့ ြောပေးပြောဖို့ရလေဟိုတစ်ခါကအဲ့ဒါထင်အောင်ထင်မှဖြစ်တာပါငယ်ဘွားဆိုတော့ तू တေချာမှတ်မိတော့ tune and စိမ့်ဝေးရလို့ဆိုပြီး eye shadow ကိုအစိမ်းရောက်လုပ်ပေးလိုက်တယ်မနိုင်ရရတယ်ချက်ပေးရတော့ကဒီလိုချက်မသိဘူးရှိရအိမ်မရှိရဟာလေးကဒီလိုလိုရှိရဟာလေး ਨੇ အကုန်ပဲအဲ့ဒီမှာ ဟိုနှက်ခမ်းနီနဲ့လဲပါးနီလုတ်တာပဲဆိုတော့လုတ်ချင်တာလုတ်ပြီးလိုက်တာပြန်လာပို့ခွေနဲ့ရောက်ပြီဆိုပြီးလုတ်ပြီးလိုက်တာအဲ့တော့ဘာမှမရမရဆိုပြီးဆိုပြီးအဲ့တော့ကျင်းတယ်ဘာလာတယ်ပဲသူကိုယ်သူကဟာညီမတို့ဒါတော်ဟုတ်တယ်လာတယ်လို့ပြောလိုက်တာနဲ့ okay ဆို fine coffee နဲ့ပြင်းနေသူသွားတော့တာပဲလို့အဲ့အမိဟာမမဟုတ်တယ်တော့မမအားမစုပါဘူးသူကရိုင်းမဲလျှောက်လို့ကြာတုံးတာအကုန်လုံးသူလည်းသူကလည်းတိတ်မတုံးလေ ဲ့လိုမျိုးဆိုကျောင်းသားတော့မမပြောလားသမီးမဖြစ်နေတော့ပြောပြောမမကသူ့သားလောက်တာအကုန်အကောင်းဒါတော့အဲ့လိုမထင်ပါဘူးလောက်အကုန်အကောင်းပဲသူ့သမီးမှသူ့သမီးတို့စကားပြောတော့ဒါပြောပါဦးသူ့သူ့အိမ်မှာနေသေတို့တေရို့ခေါ်သေးလားခေါ်တော့လေစကားပြီးရစကားမပြောတော့ဟုတ်ကဲ့မတည့်ဘူးမောင်နှမကြီးကမသိလို့ပြောလိုက်ရှမ်းဖြစ်လို့နေ အဲ့လိုအမြင်တမ်းပဲလားအဲ့အမြင်တမ်းပဲတခွန်းနှစ်ခွန်းသုံးခွန်းလောက်ကြီးကရက်လိုက်ပြီးတိလိုက်ပြီးအဲ့တက်ထပ်ပို့ပြောရင်အချကြပြီနော်အင်းပေါ့အဲ့လိုမျိုးပဲထင်ရမှာပေါ့နော်စီးလုံးတယ်ပြောစီးလုံးစီးလုံးတာပေါ့စီးလုံးတာပေါ့စီးလုံးတာပေါ့ အဲ့လိုတော့မရှိပါဘူးကျွန်တော်တို့ကအလုပ်ရောက်သွားပြီဆိုရင်တော့အလုပ်ကိုကောင်းအောင်လုပ်ဖို့ပဲ focus ထားပြီးဟိုဗမာဟိုဒီခေတ်တဲမှာကြောင့်ကိုညမောက်ကိုဟိုသူများကဗမာအဲ့လိုမျိုး night scene နဲ့မလုပ်ဘူးဆိုလို့ရှိရင်သူတို့ live နဲ့သူတို့ပဲနေကြတာပေါ့အဓိကကတော့ night scene နဲ့ လှုပ်လာတဲ့အချိန်မှသာသိရမလားကိုတို့သွေးဆိုတာအဲ့အချိန်မှနေရအောင်သူတို့ဖြစ်ဖို့သိရမလားဟဲ့ကိုရင်းငယ်တော့ဘယ်သူတို့ပြီးမလဲဒါမျိုးတွေနော်ကိုရင်းငယ်တော့ဘယ်ရမလဲဒါဒီထက်ပို့ပြီးတော့ ပူလာတာပူချောတာဒါပူချောတာပေါ့ငယ်တော့ဘလို့ပုံစံမျိုးလဲဆိုတော့ကျွန်တော်တို့ဒီအိမ်အောင်ကြီးပေါ့နော်အိမ်အောင်ကြီးကိုမှကျွန်တော်တို့ပညာပေးတဲ့ကားမျိုးဖြစ်တယ်လှုပ်တင်တာတွေမလှုပ်တင်တာတွေအဖြစ်တင်တာတွေမဖြစ်တင်တာတွေအိမ်အောင်ကြီးမှာပေါ့နော်ဟိုအဓိကအဲ့ဒါလေးတွေကို message ပေးထားတာပေါ့နော်အိမ်အောင်ကြီးမှာအဲဒီမီမီနဲ့ဖာနဲ့ကဟိုအဲ့လိုလွဲလာပြီဆိုလို့ရှင်အဓိကခံရတာသားသမီးတွေဖြစ်ကြောင်း အဲအဓိကအဲ့လိုမျိုးဟိုပေါ့နော်အဓိကအဲ့လိုပညာပေးထားတဲ့ဟာလေးများပါတယ်ဆိုတော့ဟိုကြီးတဲ့ကားလေးပါဒီထဲမှာမှအချစ်တွေရောအလွမ်းတွေရောဒါပူလောင်ရတာတွေရောဆိုတော့ အေဂျင့်ရတာတွေရောအမျိုးစုံ message တွေအများကြီးရပါတယ်အဲကျွန်တော်တို့ကိုယ်တိုင်ရိုက်နေရင်းနဲ့လည်းတကယ်ကိုမှုဝင်ခဲ့တဲ့ကားလေးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့အဲလွှင့်တဲ့ခါကြလို့ရှိရင်ဒါကြည့်ပေးကြပါဦးဒါကျွန်တော်တို့က channel 7မှာလည်းဒါပြတော့မှာဆိုတော့ for you ကကားတွေဆိုတော့ for you application လည်းတသက်ရှိပါသေးတယ်ဆိုတော့ဟိုဘေးကပဲကြီးကြီးကြီးလို့ရပါတယ်အဲ့အတွက်လည်းဟိုစောင့်ကြည့်ဖို့လည်းမြေတားရက်ခံချင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ online တန်နဲ့အားပေးကြပါဦးရှင်ပါရှင်ဟုတ်